ီးခဲ့တဲ့ညကပဲအမေရိကန်နိုင်ငံဟာအဆင့်မြင့် B2 Spirit ဘုံကျဲလေယာဉ်များဖြင့်အီရန်ရဲ့နျူကလ িয়ার တန့်စင်စက်ရုံ၃ခုဖြစ်တဲ့ Voro, Natanz နဲ့ Evahan တို့ကိုအီယာမဘန်ဂါဖြိုဒုံးကြီးများဖြစ်တဲ့ GBU 57များဖြင့်ဖျက်ဆီးပစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ UN ချက်ကတော့အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုလုပ်ငန်းစဉ်ရဲ့ဒစိတပိုင်းဖြစ်တဲ့မြေအောက်ယူရေနီယံတန့်စင်စက်ရုံများကိုဖျက်ဆီးပစ်ခဲ့ပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းကို နှောင်နေစည်းရန်ရည်ရွယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့အမေရိကန်တို့အသုံးပြုသွားခဲ့တဲ့ကမ္ဘာပေါ်မှာအရန်အဖြစ်စွမ်းအားကြီးလွန်တဲ့ GBU 57ကို Masses Honor Penetrator MOP ကိုဘန်ကားဖြိုတုံးကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ GBU 57 MOP ဟာအမေရိကန်လေတပ်ရဲ့အကြီးဆုံးနဲ့အစွမ်းအထက်ဆုံးမြေအောက်ဘန်ကားဖြိုပုံးတစ်မျိုးပဲဖြစ်ပါတယ်။ ီဒုံးလက်နက်ကိုအလွန်နဲ့ရှိုင်းစွာလျှော့ဝက်တိဆောက်ထားသောပြည်မှန်များဥပမာအီရန်ရဲ့နျူကလ িয়ার စစ်ရုံများမြေအောက်စစ်ဌာနချုပ်များကိုဖျက်ဆီးရန်ဒီဇိုင်းထုတ်ထားခဲ့တာပဲဖြစ်ပါတယ်။ B2 Sprint နဲ့ B2 Radar ကဲ့သို့ကိုပြောက်ပုံစဲလေရင်ကြီးများမှာတည်ဆောင်ပစ်ခတ်နိုင်ပြီးကဘာပေါ်မှာအင်အားအပြင်းဆုံးဘန်ကားဖြိုဒုံးကြီးများထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ GBU 57ရဲ့ဤပညာဆိုင်ရာ အသေးစိတ်အချက်လက်များကတော့အလေးချိန်1400ကီလိုဂရမ်ပေါင်300အလေးချိန်ရှိပြီးတော့လက်နေရဲ့အရှိကတော့6မီတာ20ပေအရှိရှိပြီးဖောက်ထွက်နိုင်အားကတော့တန်ချက်ကကွန်ကရစ်60မီတာသို့မဟုတ်ကြောက်တား10မီတာအထိဖောက်ဝန်းနိုင်စွမ်းရှိပါတယ်။ GBU 57ရဲ့ပြင်းထန်တဲ့ပေါက်ကွဲအားကတော့2400ကီလိုဂရမ်ပေါင်9300 Trindone TND Plus Aluminium ပေါက်ကွဲအားရှိပါတယ်။ လေယာဉ်သယ်ဆောင်နိုင်မှုအနေနဲ့ကတော့ B2 Spirit ဒါမှမဟုတ် B21 Radar တကြိမ်လေယာဉ် GPU 57ပုံနှလုံးအထိသယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။ဒိန်းချုံမှုစနစ်အနေနဲ့ကတော့ GPS Plus Internal Navigation System INS ပြင်တီချမှုအနေနဲ့ပြက်မှတ်ကို9မီတာအတွင်းကြောင်းချနိုင်သွမ်းရှိပါတယ်။ GPU 57ရဲ့ထိပ်ပိုင်းဘက်မှာတော့အလွန်မာကျောတဲ့တပ်ထူကျွန်းပါတဲ့ဒီဇိုင်းဖြစ်ပြီးတော့ ကြမ်းတမ်းတဲ့မြေလွာများကို ဖောက်ထွက်ရန်ရည်ရွယ်ထားပါတယ်။ပေါက်ကွဲစေတဲ့စနစ်ကတော့အချိန်နှောင်းလေးပေါက်ကွဲမှုဒီလေးဖြူပြင် ပြင်မှန်များအတွင်းတို့အလွန်နဲ့ရှိုင်းစွာဝင်ပြီးမှပေါက်ကွဲမှုဖြစ်ခြင်းပဲဖြစ်ပါတယ်။ GPU 57ရဲ့အားဒါချက်တွေအနေနဲ့ကတော့ stress ကိုပြောက်လေးများမှပြက်ခတ်နိုင်ပြီးရန်သူရဲ့ radar ဖမ်းမိမှုအန္တရာယ်လည်းအလွန်အင်မတန်နှေးပါပြီးတော့ရေအောက်ကအလွန်နဲ့ရှိုင်းတဲ့ပြင်မှန်များကိုဖြစ်စီးပြင်နိုင်ခြင်းပဲဖြစ်ပါတယ်။ GBU 57ရဲ့တမိုင်းကြောင်းနဲ့တိုးတက်မှုကတော့2000ခုနှစ်အစောပိုင်းမှာအမေရိကန်ဟာမြေအောင်နျူကလ িয়ার စေယုံများဥပမာမြောက်ကိုရီးယား၊အီရန်ကို အာယုံစိုက်လာခဲ့ပြီးအစွမ်းထက်ဘန်ဂါဖြူဒုံးများလိုအပ်လာတာကိုသတိပြုမိခဲ့ပါတယ်။ဒါကြောင့်2000ခုနှစ်မှာ Boring နဲ့ Northrop Grumman တို့က GBU 57 MOB ကိုစတင်ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။2011ခုနှစ်မှာတော့ပထမဆုံး B2 Sprint မှာ စံတပ်ပြစ်ခတ်မှုအောင်မြင်ခဲ့ပါတယ်2019ခုနှစ်မှာတော့ hard target by sensing hdvs နည်းပညာဖြင့်အဆင့်မြင့်တင်ခဲ့ပြီးတော့ပြည်မှတ်အတွင်းအတိအကျပေါက်ကွဲနိုင်ရန်အဆင့်မြင့်တင်ခဲ့ပါတယ်ယခုလက်ရှိမှာတော့ gbu 57ကိုအသုံးပြုမှုများကတော့ iran nuclear စစ်ရုံများကိုတိုက်ခိုက်မှုအနေနဲ့ photo natans ifahan စစ်ရုံများကိုဖျက်ဆီးခဲ့ပြီးရာလန်အနေနဲ့ကတော့ natans စစ်ရုံမှာ ညင်အောင်15မီတာအထိပြည့်စည်သွားမယ်လို့ခန့်မှန်းရပြီးပေါ်လိုစေယုံမှာတော့60မီတာနဲ့တော့လေလောက်ခံမှုကြောင့်စက်ပစ္စည်းများပျက်စီးမှုအခြေအနေများရှိနိုင်ပါတယ်။ဓာတ်ရောင်ကြီးရိုးစိမ့်မှုမရှိဘူးလို့တော့ IAEA ကအတည်ပြုချက်ပြောကြားခဲ့ပါတယ်။ GPU 57ကိုနောက်ထပ်အသုံးပြုနိုင်တဲ့အခြားဖြစ်နိုင်တဲ့ပြက်မှန်များကတော့မြောက်ကိုရီးယားမှာဆိုရင်ငွေလန့်တောင်းနျူကလ িয়ার စံတမ်းမြေအောက်တိုင်ကောင်းနဲ့ရုရှားမှာဆိုရင်မြေအောက်ဒုံးကျည်လွတ်တဲ့နေရာများပဲဖြစ်ပါတယ်။ GBU 57ရဲ့အဓိကအားသာချက်များကတော့ကမ္ဘာအနှံ့ရှိုင်းဆုံးပြမှတ်များကိုဖျက်ဆီးနိုင်ခြင်း Struggle ကိုပြောက်ပုံကျဲလေယာဉ်များမှပြစ်ခတ်နိုင်ခြင်းတီးကြမှုမြင်မှားပြီးတော့ GPS Plus INS နည်းပညာအသုံးပြုတဲ့အတွက်အပြည့်စွမ်းအားကြီးမားခြင်းလိုပဲဖြစ်ပါတယ် GPU 57ရဲ့အားနည်းခြင်းများကတော့အလေးချိန်များလွန်းခြင်း B2 တစည်းလျင်နှလုံးသာတည်ဆောင်းနိုင်ခြင်းအလွန်စေးကြီးခြင်းတစ်လုံးလျင်အမေရိကန်ဒေါ်လာ ၃တရမ9တန်းကုန်ကြခြင်းတို့ကြောင့်အရေးအတွက်များများမထုတ်လုပ်နိုင်ခြင်းအချို့တော့အတွန်းပိုင်းနိုင်ရများကိုမဖောက်နိုင်ခြင်းဥပမာ၁၀၀မီတာကျော်တန်ချက်ကာများနဲ့ဘန်ကာများကိုမဖြစ်စည်းနိုင်ခြင်းတို့ပဲဖြစ်ပါတယ် GBU 57 MOB ရနျူကလ িয়ার ချင်းချောင်းမှုများကိုကာကွယ်ရန်အတွက်အမေရိကန်ရဲ့အတိတ်ကလက်နက်ပဲဖြစ်ပါတယ်၂030ခုနှစ်မှာ GBU 72 MOB ရအစင်းမြန်ဘာရှင်တွေ့ရှိလာမယ်လို့မျှော်လင့်ရပြီးတော့ပုံမှန်နဲ့ရှိုင်းတဲ့ ြင်မှတ်များကို ဖြစ်စည်းပြနိုင်မယ်လို့ခန့်မှန်းထားကြပါတယ် GBU 57ဟာစရေရအင်အားပြမှုသာမကပဲနျူကလ িয়ার ပြန်နံမှုကို တားဆီးရန်အမေရိကန်ရဲ့လီဗျူအာမြောက်လက်နက်တစ်ခုဖြည့်၍လာနေပါတော့တယ်